င်္ဂလာပါတော်လည်းကာလာရဲ့ကျွန်တော်တို့ပထမဆုံးအစီကားဆုံးအာရနှစ်ချိုက်เสียအကောင်းဆုံးအညီညွတ်ဆုံးကျွန်တော်တို့တော်လန်ပြည်သူတွေကိုမြင်ရတာအထူးပဲအားရကျေနပ်ပါတယ် ဝမ်းသာတာတွေမဟုတ်ဘူးအားရတာကျေနပ်တာပီတိဖြစ်တာနော်ခုနကကျွန်တော်နောက်ကျခဲ့တယ်နောက်ကျခဲ့ခြင်းအတွက်အထူးတောင်းပန်ပါတယ်နော်ကျွန်တော်တို့ညီမလေးညဉ့်ညံ့နော်ကျွန်တော်သမီးကဟိုအမေရိကန်မာတွေကဖိတ်တယ်ဖိတ်တော့ကျွန်တော်တက်မယ်လို့ခရီးပေးတယ်ဒါပေမဲ့မနေ့အထိကျွန်တော်ညတနားရီလောက်ထိပြည်နှမ်းမှာရှိပါတယ်ဒီဘက်ကို ကျွန်တော်တို့တညာလုံးပြန်လာမနေ့ခင်းကြတော့ကျွန်တော်လည်းဟိုဘက်မှာ နည်းနည်းပင်မနဲ့အတွက်အိပ်ပျော်သွားတယ်ကျွန်တော်အထူးတောင်းပန်ပါတယ်ဒီလိုနောက်ကျတာမျိုးကျွန်တော်မဖြစ်ဘူးပေါ့အဲ့တော့အဓိကပြောချင်တာကျွန်တော်တို့ခုနညီလေးတေဖြောပြမှုမှာသူ့ကိုလည်းကျွန်တော်ချစ်တယ်ပညာရှင်တွေပေါ့နော်လူငယ်ပညာရှင်တွေလေးလေးလေးစားတယ်နောက်တစ်ခုကပါလဲဆိုတော့ ဒီတော်လိုင်းမှာ၆တစ်ဖက်ပေးဆက်လိုက်ရတယ်ကျွန်တော်ဂီတပညာရှင်ကျွန်တော်မဲဆောက်မှာလက်ရှိနေနေတဲ့ကိုမင်းလွန်ကိုသွားတရိယာသူ့ပုံလေးကနေတဖြည်းဖြည်းရုပ်ရှင်လိုပဲကိုမင်းလွန်ကြီးကိုသွားတွေ့သူတို့ဖြောပြမှုကနေတစင်ဒီရိုက်ကွေးတွေလုံနေတဲ့နေရာမှာကျွန်တော်တို့ရဲ့ကြီးကန်းလို့ခေါ်တဲ့ကိုကောင်းကောင်းပေါ့နော်အားလုံးက၆တောက်တွေပေးဆက်ထားတယ်သူတို့တွေကိုသွားမြင်ဒီပွဲကိုသူတို့ကိုရောက်အောင်ခေါ်နိုင်လိုက်ရင် သူတို့ဘလို performance တွေပေးမလဲဘလို့ရိုက်ကူးရေးတွေလုပ်မလဲကျွန်တော်သွားမြင်မိတယ်ဂျေဇူးအများကြီးတင်ပါတယ်နေရာတိုင်းဟာစစ်သားတွေဖြစ်လို့မရပါဘူးနေရာတိုင်းဟာခြေတန်းမှာရှိလို့မရပါဘူးဈေးအဖွဲတွေလိုတယ် signal အဖွဲတွေလိုတယ်ထောက်ပို့အဖွဲတွေတအားလိုပါတယ်ကျွန်တော်တို့ဒီနေ့တိုက်နေရတဲ့စစ်ကထောက်ပို့တရား90ရာခိုင်နှုန်းနဲ့ခြေတန်းက90ရာခိုင်နှုန်းတိုက်နေရတာပါ ထောက်ဖို့မရှိရင်စစ်တိုက်လို့မရဘူးစစ်တိုက်မဲ့သူမရှိရင် ထောက်ဖို့စရာလည်းမလိုတော့ဘူးဒေါ်လာရင်းရလည်းဒီလိုပဲအီယောအီယောနဲ့ပြီးသွားမယ်ထင်ပါတယ်အဲ့တော့ဒီနေ့ဒီနေရာမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ချစ်ရတဲ့နော်ချင်းပြည်နဲ့ကားနေနော်ဒီကိုရောက်လာကြတယ်ကျွန်တော်တို့ရဲ့မိသားစု မောင်နှမဝင်နေရေးချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းဆိုတာ တလိုင်းပြီးတလိုင်းရွေးလာလို့အခု အဆုံးသက်ကာလကိုအဆုံးသက်ကမ်းခြေတွေကိုကျွန်တော်တို့တိုက်စားဖို့အတွက်လိုင်းလုံးကြီးတွေရွှေ့လာပါပြီ။ဖလန်မာတော့ကကျွန်တော်သိရသလောက်1.8မီလီယံလောက်ကုန်တယ်။လူပေါင်းကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်ပေါင်း90ကျော်မြင့်မြတ်စွာအသက်ပေးခဲ့ရတယ်။အခုဒီတဲ့ကျွန်တော်တို့ဘလောက်ကုန်မယ်ဆိုတော့ကျွန်တော်စိတ်ဝင်စားတယ် ကျွန်တော်တို့နဲ့ Zoom နေကျွန်တော်တို့နဲ့အမြဲတွေ့ရတဲ့ရဲဘော်တွေတွေကမိစိမ်းလေးတွေဘယ်သူပျောက်သွားအောင်လဲကျွန်တော်စိုးရိမ်နေဒီလူတွေကို ကျွန်တော်တို့မိသားစုဝင်နေလို့တကယ်သတ်မှတ်ရင် anti ari နောက်တန်းကနေ support ထောက်ပံ့ပေးကြပါကျွန်တော်တို့တွေအမြဲတမ်းနောက်တားရတာကမိစိမ်းလေးပျောက်သွားမှ RIP ငါနောက်တားရတယ်ကွာ တကယ်ချင်းရင်ရောက်ဖရေပြန်မဆုံတော့ဘူးကွာဆိုတဲ့စကားသံတွေပါကျွန်တော်ကိုယ်တိုင်လည်းအိမ်နောင်ဓာတ်တွေရှိပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကနောင်ဓာတ်မရအောင်လဲစ조사ပေးပါခမားတို့ရဲ့စူးစူးနစ်နစ်ပြင်းပြင်းထန်ထန်မစုပ်မနစ်ကြိုးပမ်းအားထုတ်မှုတွေကကျွန်တော်တို့ရဲဘော်တွေကိုအန္တရာယ်ကင်းစေပါတယ်တယောက်တိုင်းတယောက်တိုင်းရဲ့တရင်ကတိုင်းဆယ်ရင်ကတိုင်းရင်ကတရာတိုင်းသည် ကျွန်တော်တို့ရဲဘော်တွေကိုအကာအကွယ်ဖြစ်စေပါတယ်။ခမားတို့တကြက်ရော့ချလိုက်တိုင်းကျွန်တော်တို့ရဲ့ရဲဘော်တွေကိုအကာအကွယ်မဲ့စေပါတယ်။ဒီနေရာမှာကျွန်တော်အလင်းသိမ့်လို့ဆွေမျိုးဆက်ချင်ပါတယ်။ကျွန်တော်ရဲ့တူလေးတွေဟာ ချင်းပြည်နယ်ဟာခါမြို့မှာမွေးဖွားခဲ့တာပါ။ဆရာဝန်ကြီးဒေါက်တာဝိုင်ဆန်းကလွန်ခဲ့သောနှစ်30ကျော်ကဟာခါမြို့ရဲ့ မိုင်းနပ်1ဆိုတဲ့အအေးဓာတ်မှာကျွန်တော်ရဲ့အမကို ခွဲစိတ်ပြီးတော့ကလေးမိဖွားပေးခဲ့ပါတယ်သူ့ကိုကျွန်တော်တို့ဟာခါမှာအဲ့တုန်းကနော်စေပညာရအားနေပါသေးတယ်အဲ့တော့ကျွန်တော်တို့ဆရာဝန်ကြီးကိုအထူးပဲကျေးဇူးတင်တဲ့အနေနဲ့ချစ်ခင်နဲ့သက်ချင်းအားဖြင့်ကျွန်တော်တို့ရဲ့တူလေးကို white sand လို့ပေးခဲ့ပါတယ်နောက်24နှစ်ကြာတဲ့အခါမှာသူဟာလည်း ဆရာဝန်ကြီးဒေါက်တာဝိုင်ဆန်းလိုပဲဆရာဝန်တယောက်ဖြစ်ပြီးနောက်တယောက်တော့ဒေါက်တာဝိုင်ဆန်းဆိုပြီးတော့ဖြစ်လာခဲ့ပါတယ်အခုတော့သူဟာဆရာဝန် CDM အဖြစ်နဲ့ဒီဘက်ကိုရောက်နေပါပြီအဲ့တော့ဒါကကျွန်တော်တို့ရဲ့ပထမဆုံးသောနော်ကျွန်တော်တို့ချင်းနာမည်လေးပေးပြီးတော့ကျွန်တော်တို့အမျိုးသားတွေထဲမှာနော်ကျွန်တော်ချင်းလူမျိုးတအူးကိုဂုံပြုတ်ပြီးတော့ကျွန်တော်မိသားစုဝင် ြစ်စေခဲ့တဲ့အဖြစ်သက်နဲ့လေးပါအဲ့ဒီရှေ့မှာတော့ကျွန်တော်ရဲ့အမေရဲ့အမအရင်ဟာကျွန်တော်အတော်ဟာအရှိုးချင်းနဲ့အိမ်အောင်ကြပြီးတော့တောင်တွင်းကြီးမှာနေထိုင်ပါတယ်အသက်ွယ်လွန်သည့်သည့်ဆလိုက်ဥဖိုးရင်လို့ခေါ်ပါတယ်ကျွန်တော်ရဲ့အကိုတဝင်းခွဲတွေဟာဆလိုက်တင်မောင်ရင် အမတွေကမိုင်းခင်ထားရင်ဆိုပြီးတော့အရှိုးချင်းမိသားစုဝင်တွေဖြစ်ခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဒီအရှိုးချင်းပဲဖြစ်ဖြစ်တောင်ပေါ်ချင်းပဲဖြစ်ဖြစ် တို့နဲ့ကျွန်တော်တို့ဟာမဝေးဘူးဆိုတာပြောချင်ပါတယ်။အားလုံးတီးကြမယ်ထင်တဲ့ကလေးခိုင်ကမ်းမှတိဆောက်ခဲ့တဲ့နော်ကလေးတက္ကသိုလ်လို့ခေါ်တဲ့ခိုင်ကမ်းတက္ကသိုလ်လို့လည်းခေါ်တဲ့တက္ကသိုလ်ကြီးဟာကျွန်တော်တို့90ခုနှစ်ကစပြီးတော့တိဆောက်တဲ့နေရာမှာကျွန်တော်ပါဝင်ခဲ့တာဖြစ်ပါတယ်။တဟန်ခိုင်ကမ်းလုံပီပလမ်ဟာကာဒီဒေးမင်တမဒူဘီနော်ဟိုဘက်ရေစွာပါညာဘက်တီတမူမိုရီအဲ့ဘက်တည်းကကျွန်တော် လွန်ခဲ့သော2030တဲ့ခြေချခဲ့တဲ့နေရာတွေပါတနေရာမှမလွတ်ဘူးကံပလက်မတူဘူးအဲ့တော့ဒီလူတွေနဲ့ဒီမောင်နှမတွေဒီမိသားစုဝင်တွေရှိတဲ့နေရာကိုကျွန်တော်မရောက်ရောက်အောင်လာခဲ့တာအဲ့ဒီချက်ချင်းတရားတွေနဲ့ပါကျွန်တော်စီယုံနာတိမ့်သွင်းနာနော်စီယုံတဲ့စကားချစ်ဖို့ပြောတဲ့စကားမဟုတ်ပါဘူးနောက်ကျွန်တော်ချင်းမျိုးသားနေမှာပြောခဲ့တဲ့စကားလေးပြန်မျှဝေခြင်းပါတယ် စင်မော်တင်မဲ့သူတွေကိုဂယုစိုက်ပါလူတွေဟာစင်မော်ရောက်လာရင် အောက်ကအများများသောပရိသတ်တွေကိုကြည့်ပြီးတော့သူတို့ရဲ့ချက်ချင်းတရားကိုရဖို့အတွက်လိန်တတ်ကြပါတယ်ညာတတ်ကြပါတယ်ဟန်ဆောင်တတ်ကြပါတယ်အောက်မှာတစ်မျိုး စင်မော်ရောက်ရင်တစ်မျိုး ဖြစ်တတ်ပါတယ်ကျွန်တော်တို့ဟာဒီလို လူလိန်လူညာတွေကိုစင်မော် ပတင်မိဖို့ကျွန်တော်အထူးတလဲတိုက်တွန်းခြင်းပါတယ် သူတို့တော်လှန်ရေးဘာကြောင့်လိုတာတက်ရှေ့မရောက်တာလဲဆိုတဲ့နေရာမှာစင်မော်ရောက်လာတဲ့သူတွေရဲ့အလေအညာတွေပြောတော့တမျိုးလှုပ်တော့တမျိုးနှုတ်ကြရီတွေအောက်မှာဘလို့မှအကောင့်ထဲမဖော်နိုင်တဲ့ကိစ္စတွေမျောလင်းချက်အမားတွေကြောင့်ကျွန်တော်တို့တော်လှန်ရေးဟာရှေ့ရောက်တင်တော့မရောက်ဘူးလို့ကျွန်တော်ပြောလိုပါတယ်အဲ့တော့ကျွန်တော်တို့တွေဟာကိုယ့်ရဲ့ခေါင်းဆောင် အစုဖွဲ့ခေါင်းဆောင်ရွေးတော့မယ်ဆိုရင် တော်တက်မှန်ကန်ဖြောင့်မတ်တဲ့သူ ကိုကျင့်တရားကိုထိမ့်ချုပ်နိုင်တဲ့သူတော်လန်ရေးမှာအာကျိုးမတ်တဲ့မစုံမနဲ့စူးစူးနဲ့နဲ့ဇွဲလုံးလာနဲ့နော်တထားကောင်းတွေကြီးလို့တွဲပေါင်းများစွာကိုဆွဲယူနော်ရုံးကန်တွန်းဆောင်နိုင်တဲ့သူတွေကိုရွေးချယ်နိုင်ဖို့လေကျွန်တော်ဒီနေရာကနေပြီးစင်မော်ခဏရောက်တုံးမှာတိုက်တွန်းပါရစေအဲ့တော့လိုရင်းကိုပြောရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ ကျင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုင်းဟာမကြခင်မှာပဲတော့တပြည်နယ်လုံးကိုထိန်းချုပ်နိုင်ခြင်းနဲ့အတူအစုံသက်ပါတော့မယ်အဲ့တော့ကျွန်တော်တို့ဒီလိုအစုံသက်ခံနီးမှာကျွန်တော်တို့အာမနေဖို့လိုပါတယ်2021ထဲကစလိုက်တဲ့တော်လန်ရေးဟာ2025ရောက်တဲ့အခါမှာတပြေးပြင်းနဲ့လိုင်းလုံးတွေဟာကန်းဆက်ကိုရောက်ရင်အားပြော့ပြီးတော့အင်အားနည်းတယ်လို့ဖြစ်တတ်ပါတယ်အဲ့ဒီအချိန်မှာပင်လယ်တွေကကြောက်ဆောင်နေနားမှာရှိတဲ့လိုင်းလုံးတွေလိုပဲ ိုးကြောက်ဆောင်အထက်ဖြားသည့်ရေဆက်တွေဟာလွှမ်းမိုးနိုင်သလိုတိုက်စားနိုင်သလိုဒီကြောက်ဆောင်ပြိုသွားသည့်အထိနော်ပွန်းတိုက်နိုင်သလိုကျွန်တော်တို့ကြိုးစားမှာဖြစ်ပါတယ်။ကမ်းခြေတွေမှာရှိတဲ့လိုင်းလုံးတွေလိုအားပြော့သွားလို့မရပါဘူး။နောက်ဆုံးလိုင်းဆိုတဲ့အတိုင်းကျွန်တော်တို့ဟာအင်တိုက်အားတိုက်အစတုံးကလို့စိတ်ဓာတ်မျိုးနဲ့ကြိုးစားကြရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဖလမ်းကိုတင်နိုင်ခဲ့သလိုအဲ့ဒီမှာလည်းကျွန်တော်တခုပြောချင်ပါတယ် 1.8 million လောက်နဲ့အသက်ပေါင်း100နီးနီးပေးဆက်ပြီးတော့ပြန်ရလိုက်တဲ့ကျွန်တော်တို့မျိုးတွေဟာမျိုးပြတ်တွေပါတက်စီးသွားတဲ့မျိုးတွေပါအဲ့ဒီထဲမှာအသက်တွေပါတယ်အဲ့ဒီထဲမှာစီးစိမ်တွေပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ရဲ့ခြေလက်အင်္ကာတွေပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့မိသားစုတွေအိမ်နေပြန်မရတော့တဲ့အရာတွေအကုန်လုံးပါပါတယ်ဒါကြောင့်ကျွန်တော်တို့နောက်ထပ်ပေးဆက်ရတဲ့အခါမှာ အကြအဆုံးအဆုံးအရှုံးအထီးခိုက်နည်းစေဖို့အတွက်ကျွန်တော်ဒီနေရာနေပြီးတော့အထူးတလဲနော်အားလုံးဆွမ်းဆွတ်တမန်ထောက်ဖို့ပေးကြဖို့တောင်းခံကြပါတယ်ဒီနေ့ကျွန်တော်တို့ကောက်ခံတဲ့အလူငွေတွေဟာကျွန်တော်တို့ရဲဘော်တွေကျွန်တော်တို့မိသားစုဝင်တွေရဲ့အသက်အင်္ဂါတွေမဆုံးရှုံးစေဖို့အထီးခိုက်နည်းနိုင်သမျှနည်းဖို့ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အခွင့်အရေးတော်မှာမိမိတို့ပါလာသမျှမိမိတို့တတ်နိုင်သမျှအိတ်တုံဖာမောက် နော်အစွမ်းကုန်ထောက်ပံ့ကြရင်းနဲ့ကျွန်တော်တို့ရဲ့ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုင်းကိုကုညီချားပါစို့လို့တိုက်တွန်းနေကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာ